15ရက်တိုက်တလုံးကိုအသားလေးမှနိုင်တယ်ကဘာအကြီးဆုံးကရိန်တင်မောပင်လယ်ပြာကြီးရဲ့လေမှာတိုက်တလုံးစာလောင်းမြင့်တဲ့အဆောက်အုံကြီးတစ်ခုကိုပြည်ဆိုင်တကောင်ကအရာဝိထုတစ်ခုကိုတည်သွားနိုင်တယ်လို့မျိုး AACC မတင်သွားနိုင်တဲ့ဆက်ရန်နေရာကြီးတစ်ခုရှိနေတဲ့ဆိုရင်တင်ယုံနိုင်မှမလားဒါဟာသိပ္ပံရုပ်ရှင်တွေကမြင်ငွေတစ်ခုမဟုတ်ပါဘူးဒါကတကယ်အပြင်းမာရှိနေတဲ့လူသားတွေရဲ့အင်ဂျင်နီယာပညာရဲ့ဘလောက်ထိအမကန်းဖြစ်လာပြီလဲဆိုတာတက်တည်ပြနေတဲ့ပင်လယ်တွေကတမ်းမနေဘလို့ကြီး slide နာပဲဖြစ်ပါသေးတယ် ဒီနေ့မှာတော့ကျွန်တော်တို့နဲ့အတူတူနယ်သာလန်နိုင်ငံမှာတည်ဆောက်ခဲ့တဲ့ကမ္ဘာအကြီးဆုံးဒပိုင်းရေငုပ်ဂရင်းတင်တင်မော်ကြီးရဲ့မယုံနိုင်စရာစွမ်းအားတွေနဲ့နောက်ွယ်ကလှေဝဲချက်တွေကိုရှာဖွေကြည့်ကြရအောင်ပါ Slifenar ရဲ့အဓိကစွမ်းအားကတော့သူ့ရဲ့ကြောပေါ်မှာတက်ဆင်ထားတဲ့အေယာမဂရင်းကြီးတစ်ခုပါပဲဒီဂရင်းရဲ့ဂျိတ်တစ်ခုစီမှာ33ကီလိုမီတာဟုတ်ပါပြီ33ကီလိုမီတာအထိရှေ့လျားတဲ့တမ်မနီဂျိုးတွေတက်ဆင်ထားပါပြီဂျိတ်တစ်ခုတည်းကိုပဲတန်ချိန်1000အထိမနိုင်ပါပြီပြောရရင်ဒါကအာဖရိကစင်အကောင်1600ရဲ့အလေးချိန်နဲ့ညီမျှပါပြီ ဒါပေမဲ့တကယ်အန်အောဆရာကအဲ့ဒီချိန်နှစ်ခုကိုအတူတူအသုံးပြုလိုက်တဲ့အချိန်မှာသဘောတရားအရသူတို့နှစ်ခုပေါင်းတန်ချိန်နှစ်တောင်းအထိဂိုင်းတွင်နိုင်ပါ ರೀ ဒီစွမ်းအားကိုစမ်းသပ်ကြည့်ဖို့အတွက် Slavnow ကိုတမိုင်းဝင်တဲ့လှုပ်ဆောင်ချက်တစ်ခုကိုပြုလုပ်စေခဲ့ပါ ರೀ အဲ့တော့ကတော့15ရက်မြင့်တဲ့အစောက်အုံတစ်လုံးစာ၄ချိန်ရှိတယ်တန်ချိန်15300ရှိတဲ့ရေနံတူးစင်ရဲ့အစိပ်ပိုင်းကြီးတစ်ခုကိုတစ်ချိန်နဲ့နဲ့မတင်နိုင်ခဲ့တာပါ ಬಿ မြို့လေကောင်ကတိုက်တလုံးကိုအမြင့်ကနေဆွဲနှုတ်ပြီးလေပေါ်မြောက်လိုက်တယ်လို့ပါ ಬಿ ဒီလိုမျိုးအံ့ဩစရာကောင်းတဲ့လုပ်ငန်းစဉ်တစ်ခုလုံးကိုဂျိတ်ဒီရဲ့ဒေါင်လိုက်ရွေးရှားမှုကိုစင်တီမီတာအထိတိကျစွာထိန်းချုပ်ပေးနိုင်တဲ့လျှက်စစ်မော်တာပေါင်းအလုံးပေါင်းများစွာစွမ်းအင်ပေးထားတာပါဒါပေမဲ့ပင်လယ်ပြင်မှာအာရင်ကြီးမားတာတစ်ခုရဲနေတဲ့အလုံးမဖြစ်ပါဘူးတကယ်စိန်ခေါ်မှုအစ်စ်ကတည်ငြိမ်မှုပါပဲတာမန်တင်မော်ရစင်းသာဒီလောက်အလေးကြီးကိုမမယ်ဆိုရင်ပင်လယ်လိုင်းလုံးရဲ့ဒဏ်ကြောင်မလို့ထိန်းချုပ်လို့မရအောင်ရိန်ထိုးပြီးချက်ချင်းမောက်သွားမှာပါဒီနေရာမှာစလဖနာရဲ့အင်ဂျင်နီယာပညာရဲ့ဆိုင်ရာထူးခြားမှုကပေါ်လာပါသည် ်သူကတာမန်တင်မောပုံစံမျိုးမဟုတ်ပါဘူးတပိုင်းရေငုပ်တင်မောအမျိုးအစားပါစီမီဆပ်မရင်းလို့လည်းခေါ်လို့ရပါသည်လုပ်ငန်းဆောင်ရွက်တော့မယ်ဆိုရင်ပထမအဆုံးအနေနဲ့သူ့ရဲ့တင်မောကူရယ်ကြီးကိုရေရောက်ထဲအထိနှိမ်ချလိုက်ပါသည်ဒါဟာလူတစ်ယောက်ကဒူးကွေးပြီးဂုံးဂုံးလေးထိုင်ချလိုက်တယ်လို့မျိုးသူ့ရဲ့ dress wear အားဗဟုချက် center of gravity ကိုနှိမ်သွားအောင်လှုပ်လှုပ်လိုက်ကြပါပြီဒါနဲ့တွေမလုံလောက်သေးပါဘူးအဲဒီနောက်မှာတော့တင်မောရဲ့1 by out ကအေယာမ6ချောင်းကြီးရှစ်ချောင်းကိုထုတ်ပြီးပင်လယ်ကျမ်းမြေမှာခိုင်ခိုင်မာမာကြောက်ချလိုက်ပါသည်အဲဒီခါမှာ စလဖ်နာဟာရွေလျားနေတဲ့တင်မောတစ်စင်းအဖြစ်ကနေပင်လယ်ထဲမှာစောက်ထားတဲ့ကျွန်းတူတစ်ခုလိုမျိုးလုံးဝမလုံးမရှက်မရင်မထိုးပဲတည်ငြိမ်သွားပါသည်အဲ့လိုနည်းနဲ့ပဲဘလောက်ကြမ်းတဲ့နဲ့ပင်လယ်လိုင်းလုံးတွေတိုက်တိုက်လေပြင်းတွေတိုက်တိုက်သူကတော့အလုတ်ကိုတိကျသေးကြစွာဆက်လုံနိုင်တာပါပဲအဲ့လိုမျိုးတူနိုင်မရတဲ့စွမ်းအားတွေရဲ့နောက်ကွယ်မှာတော့ဒေါ်လာတန်း900ကျော်ယင်းနှီးမြုံနှံထားရတဲ့ဤပညာတွေရှိနေပါသည်စလဖ်နာဟာစွမ်းအားကြီးသလောက်သဘာဝပတ်ဝန်းကျင်ကိုထိခိုက်မှုနဲ့အောင်ဖန်တီးထားတာပါ ူဟာတဘာဝဓာတ်ငွေ့ရေကိုအဓိကလောင်စာအဖြစ်အသုံးပြုတဲ့ကမ္ဘာပထမဆုံးကရိန်းသင်္ဘောဖြစ်ပြီးကာဗွန်ဒိုင်အောက်ဆိုက်ထုတ်လွှတ်မှုကိုတည်တည်တသာရှော့ရှာနိုင်ခဲ့ပါသည်။သူရဲ့ဒီနေရာကိုတန်နီယာထဲမှာတည်ငြိမ်အောင်ထိန်းထားနိုင်ဖို့အတွက် GPS စနစ်နဲ့ချိတ်ဆက်ထားတဲ့ Dynamic Position System လို့ခေါ်ရင်းအလိုလျောက်ထိန်းကြီးတဲ့စနစ်ကိုအသုံးပြုထားတာကြောင့်ကြောက်ချလို့မရတဲ့ရေနံပိုင်းတွေမှာတော့မှတည်ငြိမ်စွာအလုပ်လုပ်နိုင်ပါသည်။သင်္ဘောကြီးကဘလောက်ကြီးလဲဆိုရင်သူရဲ့အပေါ်မှာလူအယောက်၄၀၀ကျော်အတွက်စိန်ခံအခန်းနေရုပ်ရှင်ရော ားမစားခမ်းမတွေနဲ့ဆေးရုံငယ်တစ်ခုတော့မှပါရှိပါသေးတယ်